မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်မင်းအောင်လိုက်ကအာနာရှင်ဟောက်တက်ရွှေရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအသေးစိတ်လေ့လာသုံးသပ်ရေးအဖွဲ့တစ်ခုကိုဈေးအရရှိတွေဥပဒေသမားတချို့တွေနဲ့ဖွဲ့စည်းပြီးစာတမ်းတွေပြုစုတင်ပြခိုင်းနေပြန်လို့အဲ့ဒီအခြေခံဥပဒေဖွဲ့စည်းပုံတဲမှာစစ်တပ်ရဲ့အခန်းခဏကိုဒိဋ္ဌပူပြီးမြင့်တင်လာနိုင်နေဆိုပါတယ် အချင်းပြည်နယ်ဝိုင်းမော်မြို့နယ်ကလမြန်ကျေးရွာဘက်ထိုးစစ်ဆင်လာတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကကမာယာ38တရင်မှုဒုဗိုလ်မှုကြီးဆိုသူပြင်းထန်ဒဏ်ရာတွေနဲ့သေသွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြပါဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အချက်ဖတ်မဲအောင်နိုင်က အာနာရှင်ဟောက်တက်ရွှေရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအသေးစိတ်လေ့လာသုံးသပ်ရေးအဖွဲ့တစ်ခုကို စေအရာရှိပြီးဥပဒေသမားတချို့တွေနဲ့ဖွဲ့စည်းပြီးစာဒန်းတွေပြုစုတင်ပြခိုင်းနေပြန်သလိုအဲ့ဒီအခြေခံဥပဒေဖွဲ့စည်းပုံတဲမှာစစ်တပ်ရဲ့အခန်းကဏ္ဍကိုဒီထက်ပိုပြီးမြင့်တင်လာနိုင်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်အဲ့ဒီလိုအချက်ဖတ်မင်းအွန်လိုင်းဖွဲ့စည်းထားပြန်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအသေးစိတ်လေးလားသုံးသပ်ရေးအဖွဲ့မှာစစ်တပ်အရာရှိတွေကတာဥဆောင်ပြီးစစ်တပ်ဘတ်တော်သားအရက်ပတ်ဥပဒေသမားတချို့နဲ့ထဲ့သွင်းဖွဲ့စည်းထားတာဖြစ်တယ်လို့ဆိုပါတယ်အဓိကကတော့ ာနာရှင်ဟောင်းတန်းရွှေရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကြက်ဖက်မဲအွန်လိုင်းကသူစိတ်ကြိုက်အသေးစိတ်လေးလာသုံးသက်ရေးအဖွဲ့နဲ့ပြန်လဲစာတမ်းပြုစုပြီးတော့အဲ့ဒီဖွဲ့စည်းပုံတည်းမှာငကိုရှိပီးသားစစ်တပ်ရဲ့အခမ်းကဏ္ဍကိုထပ်မံမြင့်တင်ပြီးစစ်တပ်ကအခြေခံဥပဒေဖွဲ့စည်းပုံတည်းမှာစိတ်တိုင်းကြပါဝင်လို့ရအောင်ထပ်ပြီးဖြည့်မဲ့သဘောပဲလို့နေပြီးတော့စစ်တပ်တရင်ရင့်မြစ်ကပြောထားပါလိမ့်အဲ့ဒီအတွက်လက်ရှိမြန်မာနိုင်ငံရဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာငကိုကလေးကစစ်တပ်ကသူတို့စိတ်တိုင်းကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံကနေ အခုတခါမင်းအွန်လိုင်းကပါစစ်တပ်ရဲ့အခန်းကဏ္ဍကိုအဲ့ဒီဖွဲ့စည်းပုံတဲမှာထပ်ဖြစ်ပြီးပြင်ဆင်တာတွေလုပ်မှာဖြစ်တဲ့အတွက်စစ်တပ်ကတော့မြန်မာနိုင်ငံမှာဒီထက်ပိုပြီးထဲထဲဝဝင်ပါဝင်ပတ်သက်မဲ့အခြေအနေပါပဲလို့နေပြီးတော့စစ်တပ်တရင်အရေးမြင့်ကတုံ့တက်ပြောဆိုထားပါတယ်။လက်ရှိအဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တမရအရေးအချင်းသတ်မှတ်ချက်မှာတမရဟာနိုင်ငံဝန်ထမ်းမဖြစ်ဖို့နဲ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ရင်လဲနှုတ်ထွက်ရမယ်ဆိုတဲ့အချက်တွေပါဝင်နေတာကို မင်းအွန်လိုင်းကပြင်ဆင်မှုတွေလုံလာနိုင်တယ်လို့လည်းနေပြီးတော့စစ်တပ်တရင်အရေးမိကပြောထားပါသေးတယ်။တစ်ဖက်မှာတော့အဲဒီလိုစစ်တပ်ကသူတို့ကိုယ်တိုင်ရေးဆွဲခဲ့တဲ့နောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုအချင်းဖက်မင်းအွန်လိုင်းကိုယ်တိုင်ချိုးဖောက်ပြီးယသအစိုးရစီကနေအာဏာကိုလွတ်ယူသိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့အခုတခါအချင်းဖက်မင်းအွန်လိုင်းကိုယ်တိုင်ကပဲအဲဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုသူလိုတလိုထပ်မံပြင်ဆင်ဖို့ကြံစည်နေပြန်တာပဲဖြစ်ပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ကလမြန်ချေးရွာဘက်ထိုးစစ်ဆင်လာတဲ့အကြပ်ဖက်စစ်တပ်စစ်ကြောင်းကခမရ38တန်ရမှုဒုပုံပွန်းကြီးဆိုသူပြင်းထန်ဒဏ်ရာတွေနဲ့သေသွားပြီလို့ KIA စီရေးသတင်းရှင်းမကရန်ကုန်ခေတ္တကိုပြောပါလေ။ဒါကတော့စက်တင်ဘာလ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲဝိုင်းမော်မြို့နယ်ကလမြန်ချေးရွာဘက်ထိုးစစ်ဆင်လာတဲ့အကြပ်ဖက်စစ်တပ်စစ်ကြောင်းကို KIA ပူပေါင်းတပ်တွေကတိုက်ခိုက်ခြင်းမို့ရမှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်ဆိုပါလေ။ အဲ့ဒီတိုက်ပွဲအတွင်းအချမ်းဖက်စစ်တပ်စစ်ကြောင်းမှာပါလာတဲ့တနိုင်းမြို့နယ်အခြေစိုက်ခမရ38တက်ကတရင်ဘူးဒုတိယဗိုလ်မှူးကြီးဆိုသူဟာ GIA ပူပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲပြင်းထန်တန်ရာရသွားပြီးတဲ့နောက်မြစ်ကြီးနားကိုအသေးအတန်တည်သွားပြီးမယ်လမ်းမာတဲ့အသက်ထွက်ပြီးသေသွားပြီလို့ GIA စည်ရည်သတင်းရင်းမြစ်ကပြောထားပါလေလက်ရှိ GIA ပူပေါင်းတပ်တွေဟာပြီးခဲ့တဲ့2024ခုနှစ်မတ်လကစပြီးဝိုင်းမော်မြို့နယ်အတွင်းကအချမ်းဖက်စစ်တပ်ကစ်ကန်တွေကိုတိမ့်ပိုက်ခဲ့ပြီးဖြစ်တယ်လို့ စစ်တပ်ရဲ့ခလာရ58တပ်ဝူယန်ပြည်သူစစ်စခန်းမြို့မှာရဲစခန်းတွေကလွဲပြီးဝိုင်းဝေါ်မြို့နယ်အတွင်းကစစ်တပ်စခန်းတွေအားလုံးကိုသိမ်းပိုက်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်အခုနှစ်အောက်လပိုင်းကစပြီးစစ်တပ်ကအင်အားဖြည့်ပြီးတော့ GIA ပူပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ဝိုင်းဝေါ်မြို့နယ်အတွင်းကစခန်းတွေဘက်ကိုထိုးစစ်စင်တာတွေလှုပ်လာနေပြန်တဲ့အတွက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့အဲ့ဒီတိုက်ပွဲတွေမှာလည်းစစ်တပ်ကသေတဲ့သူတွေများပြီးပြန်ပြန်ဆုတ်သွားတဲ့အခြေအနေတွေကနေ စက်တင်ဘာလ26ရက်နေ့ဖြစ်တဲ့မနေ့ကတော့ဝိုင်းမော်မြို့နယ်လမြန်ကြေးရွာဘက်ထိုးစစ်ဆင်လာပြန်တဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကခမာယာ38တည်ရင်မှုဒုဗိုလ်မှူးကြီးဆိုသူပါ KIA ပူပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲသေသွားပြန်တာဖြစ်တယ်လို့ KIA စစ်ရေးတရင်အရေးမြကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့နွေဦးတော်လန်ရင်ကိုကမ္ဘာနိုင်ငံအခြေအနေအရရက်ကမျက်နှာသာပေးမှုမရှိတဲ့အပေါ်အာမငယ်ဘဲကိုခွန်ကိုအားနဲ့ ဒေါ်လန်ရစ်ကိုအဆုံးသတ်အောင်ပွဲဆင်နိုင်တာကိုပြတ်တရမယ်လို့ UNG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်ကပြောဆိုလိုက်ပါတယ်။ဒါကိုတော့စက်တင်ဘာလ25ရက်နေ့ကကျင်းပခဲ့တဲ့မြန်မာနိုင်ငံအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာဝန်ကြီးချုပ်ရဲ့ပြောကြားချက်ကို UNG သတင်းပြန်ကြားရေးဌာနကဖော်ပြခဲ့တာပါ။အဲ့ဒီအစည်းအဝေးမှာကမ္ဘာအခြေအနေအရရက်ကလက်ရှိမြန်မာနိုင်ငံရဲ့ຫນွေဦးတော်လန်ရေးအပေါ်မျက်နှာသာပေးမှုအများကြီးမရှိတာကိုစိတ်ပြတ်အားငယ်နေစရာမလိုပဲကိုအားကိုကိုပြီး ဒီနေ့ဒီချိန်ထိရှောင်းလန်းလာခဲ့ကြသလိုရှေ့ဆက်ပြီးလဲကိုခွန်ကိုအားနဲ့တော်လန်ရေးကိုအဆုံးသတ်အောင်ပွဲဆင်နိုင်တာကိုပြသနိုင်ရမယ်လို့ MG ပြောင်စုဝင်းကြီးချုပ်မန်ဝင်းခိုင်တန်းကပြောပါတယ်အခုဆိုရင် MG ဝင်းကြီးတွေဒုတိယဝင်းကြီးတွေနဲ့တာဝန်ရှိသူအချို့ဟာလက်ရှိ MG စုံမထင်းချုပ်ဒေတာတွေစီကိုကိုတိုင်ကိုကြတွာလာလှရှာပြီးမြေပြင်မှာအစိုးရရန်နေရာစနစ်တကျတူထောင်လေပတ်တာကစပြီးတော့အခရီးလိုက်စားမှုတွေကိုအေးအေးယူတာတွေအထိ လုပ်ငန်းတွေမှာစနစ်ကျဆောင်ရွက်နေကြတာကိုလည်းအင်မတန်အားရကြေနပ်မှုရှိတယ်လို့လည်းဆိုပါတယ်။လက်ရှိ UNG ဝန်ကြီးဌာနအချင်းချင်းအချိတ်ဆက်မိမိပူးပေါင်းလှုပ်ဆောင်ကြမှာသာဒီတပ်ပုံမထိရောက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်ရီယာတစ်ခုကိုအသက်သွင်းနိုင်မှာဖြစ်တဲ့အတွက်အားလုံးအတူတကွစူးစမ်းလှုပ်ဆောင်ပေးကြဖို့ကိုလည်းမှာကြားလိုတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ဒါအပြင်လက်တော်မှာတဲ့ UNG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကုကဲမှုနဲ့ပေါ်ဆောင်ခဲ့တဲ့စကိုင်းတိုင်းကဗမောက်မျိုးသိမ်းအောင်ပွဲအတွက်လဲဝမ်းမြောက်ဂုဏ်ယူပါတယ်လို့ အန်ဂျီပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောသွားပါတယ်ခင်ဗျာတဖက်မှာတော့ပကိုးတိုင်းကတဲကုံမြို့နယ်မှာ GRA ကိုမီးရှို့နေတဲ့အကြပ်ဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရေးတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစစ်တပ်ကစစ်သား၂ဦးကတော့အသီးသီးတဲကုံကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးအဲ့ဒီစစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုကားတွေနဲ့လာတဲသွားကြတယ်လို့ PKI PDF 363တရင်တာဝန်ခံရဲဘော် Shadow ကရန်ကုန်ခစ်တက်ကိုပြောပါတယ် ဒါကတော့စက်တင်ဘာလ24ရက်နေ့ကပဲဘကိုးတိုင်းတဲကုန်းမြို့နယ်ကပန်းပင်ကုန်းကျေးရွာအောင်စီသားကွက်တစ်ကိုမိရှို့ပြီးပြန်ထွက်လာတဲ့အချက်ဖက်စစ်တပ်ရဲ့စိုင်းကယ်14စီးပါစစ်ကြောင်းကိုဒေါ်လာအင်တပ်တွေကလမ်းကနေဖြတ်အပြင်းမိုင်းတွေပါအုံပြူပြီးလက်နက်ငယ်တွေနဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စစ်တပ်ကစစ်သား2ဦးကတော့အတိအသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီတဲ့နော်အဲ့ဒီစစ်သားမတ်သားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကို ကားရီနဲ့လာတယ်ပြီးရွှေတောင်မြို့ကဒင်းတရားစေယုံဘက်မောင်းသွားကြတယ်လို့ပြည်ခိုင် PD က363ညတစ်တရင်တာဝန်ခံရဲဘော်ရှယ်တို့ကပြောထားပါတယ်။တရှိပဲခူးတိုင်းဘက်မှာဒေါ်လာင်းတက်တွေထိန်းချုပ်ထားတဲ့နေမီဒွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းနဲ့အတွက်ညီပြင်းစစ်ကြောင်းထိုးတာတွေလုပ်တဲ့အချိန်ဘာမှမဆိုင်တဲ့အယတာပြည်သူတွေနှိထိုင်ရာခြေရွာတွေကိုဝင်ရောက်မိရှို့ဖျက်ဆီးတာတွေလုပ်နေပြီးတကယ်တကယ်ဒေါ်လာင်းရေးတက်တွေနဲ့ထိတ်တိုက်တွေ့တဲ့အချိန်မျိုးတွေမှာတော့ သူတို့စစ်တပ်ဘက်ကသာတိုက်ခိုက်ချင်းမုန်းခံရပြီးအခုလိုစစ်သားမသားအလောင်းကြီးနဲ့ဒဏ်ရာရတဲ့သူတွေကိုပြန်ပြန်တဲပြီးစုံနေရတဲ့အခြေအနေတွေပဲဖြစ်နေတယ်လို့ဒေတာတွင်သတင်းရှင်မိကပြောထားပါသေးတယ်ခင်ဗျတပ်ဖက်မှာတော့စကိုင်းတိုင်းဒဇင်မြို့နယ်ကကန်ထူးမှကြေးရွာကိုအကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းတိုက်ခိုက်မှုကြောင့်မူလာရန်ပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးဆိုသူကြာဆုံးခဲ့ရတယ်လို့ ဂျာကာလာတက္ကသိုလ်ကောင်စီတင်ဂျာယီအတက်ပညာတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်ဒါကတော့စတေမလာ26ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကျန်းဖက်စစ်တပ်ကဒဇင်မြို့နယ်မှာရှိတဲ့ကန်ထူးမှဂျေးရွာကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေကြောင်းကနေပေါင်900ဘုံးတွေကြဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ကကြဲချလိုက်တဲ့ပေါင်900ဘုံးတွေကြားရောက်ပကွဲမှုကြောင့်မူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးကြာဆုံးခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီမူလာတန်းပညာရေးအထူးပြုဒုတိယနှစ်ကျောင်းသူမတ်ထမိုးဦးဟာ ပညာရေးမှာအင်မတန်မှထူးကျွန်းတဲ့သူဖြစ်ပြီးအခုလိုစစ်တပ်ရဲ့အယက်သားပြစ်မှတ်တွေကိုဥတီတက်ခိုက်မှုကြောင့်အနာဂတ်ပညာရေးရဲ့ဆီယမ်မာကောင်းတူဖြစ်လာနိုင်တဲ့သူတွေပါမသေးသင့်မဲ့သိဆုံးခဲ့ရတာဖြစ်တယ်လို့ဂျာကာလာတက္ကသိုလ်ကောင်စီတင်ကြားရေးအတတ်ပညာတက္ကသိုလ်ကတုတ်ပြန်ထားပါလိမ့်ခင်ဗျတဖက်မှာတော့စကိုင်းတိုင်းကပေ90ကြိယာနဲ့ဝါချက်ကြိယာတွေကိုအချမ်းဖက်စစ်တပ်စစ်ကြောင်းကဝင်ရောက်လာပြီးပြည်သူတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်မှုကြောင့် ကလေးငယ်တဦးသေဆုံးထားတဲ့အပြင်နောက်ထပ်ပြည်သူတဦးကဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ဒီကနေ့စက်တင်ဘာလ28ရက်နေ့မှာပဲအချမ်းဖက်စစ်တပ်ကစကိုင်းတိုင်းမှာရှိတဲ့ပင်90ကျေးရွာနဲ့ဝါချစ်ကျေးရွာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးရောက်လာတယ်ဆိုပါတယ်။အဲ့ဒီအချင်းစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ဝါချစ်ကျေးရွာကကလေးငယ်တဦးသေဆုံးခဲ့ရပြီးပင်90ကျေးရွာကပြည်သူတဦးလည်းခြေတောက်ကြီထိမှန်ဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ လက်တလုံးမှာတော့အဲ့ဒီနယ်မြေတဝိုက်မှာအချမ်းဖတ်စစ်တပ်ကနယ်မြေစိုးမှုပြန်လဲလိုချင်နေတဲ့အတွက်စစ်ကြောင်းထိုးတာတွေရှိနေပြီမဲ့တစ်ဖက်ကမင်းကုန်းအခြေစိုက်ယူနီကုန်းအဖွဲ့နဲ့တော်လန်ရေးပူပေါင်းတပ်တွေလည်းရှိနေတဲ့အတွက်နှစ်ဖက်စီရေးကတော့တင်းမာလာမဲ့အခြေအနေမှာရှိနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့တရုတ်ဆောင်အကယ်ဒမီမင်မော်ဂွန်းနဲ့မြေပြင်ကတော်လိုင်းရဲဘော်တွေပါဝင်တရုတ်ဆောင်ထားတဲ့ပြုံပြုံလေးရုပ်ရှင်ကို အမေရိကန်နိုင်ငံမယ်ရီလန်ပြည်နယ်မှာပါပြတ်တာမှာဖြစ်တယ်လို့ပွဲစီစဉ်သူတွေစီကနေသိရပါတယ်။ဒါကတော့လက်ရှိမြေပြင်ကတော်လန်ရေးရဲဘော်တွေရဲ့ဖြစ်ရမှန်နဲ့ရဲဘော်တွေရဲ့လက်တွေ့ဘဝကိုအရှိအတိုင်းမြေပြင်ရဲဘော်တွေကိုယ်တိုင်တရုတ်ဆောင်အကယ်ဒမီမင်းမွန်ကွန်းနဲ့အတူပါဝင်တရုတ်ဆောင်ထားတဲ့ပြုံပြုံလေးရုပ်ရှင်ကိုနိုင်ငံတကာမှာလှည့်လည်ပြသနေရမှာလာမယ့်အောက်တိုဘာလ16ရက်နေ့မှာတော့အမေရိကန်နိုင်ငံမယ်ရီလန်ပြည်နယ်မှာပါပြတ်တာမှာဖြစ်တယ်လို့ပွဲစီစဉ်သူတွေကဆိုပါတယ်။အဲ့ဒီပြုံပြုံလေးရုပ်ရှင်ကဟာ ဒရိုက်တာကိုပေါ့နဲ့တရုတ်ဆောင်အကယ်ဒမီမင်းမွန်ဂွန်းတို့ရဲ့၅နှစ်ကြာတော်လှန်ရေးကာလအတွင်းပထမဦးဆုံးရိုက်ဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားရှိဖြစ်ပြီးအဲ့ဒီရုပ်ရှင်မှာတရုတ်ဆောင်မင်းမွန်ဂွန်းနဲ့အတူပါဝင်တရုတ်ဆောင်ထားကြတဲ့သူတွေဟာရုပ်ရှင်ဗီဒီယိုနဲ့မနီးစပ်တဲ့မြေပြင်ကအမှန်တကယ်အလုပ်လုပ်နေသူတွေဖြစ်ပြီး ဒီရုပ်ရှင်ဟာဖြစ်ရမန်ရီအပေါ်အခြေခံထားတဲ့ရုပ်ရှင်ဖြစ်တယ်လို့တဘာဝကြကြတယုတ်ဆောင်မှုတွေကိုလည်းမြင်တွေ့ရမှာဖြစ်တယ်လို့ရုပ်ရှင်စီစဉ်သူတွေကပြောထားကြပါသေးတယ်ဒီရုပ်ရှင်မှာစီလုံးချင်းကိုကိုယ်ကြောင့်မပြတ်စီးပါစေနဲ့ဆိုတာတွေညညချင်းမှာကိုကထိတ်ဆုံးကပါဝင်တဲ့သူဖြစ်ပါစေဆိုတာမျိုးတွေဘလို့အခက်အခဲဒုက္ခနဲ့တွေ့တွေ့အပြုံးမပြတ်ပြုံးပြုံးလေးရင်ဆိုင်ကြောဖြစ်ပါဆိုတဲ့ဆောင်ပုဒ်တွေနဲ့အညီအချစ်အလွမ်းဒရမာဟာတာတွေရော့ဆက်ပါဝင်နေတဲ့ ပြုံးပြုံးလေးရုပ်ရှင်ဇလန်းရှိဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီပြုံးပြုံးလေးရုပ်ရှင်ဇကားရှိကိုလက်ရှိမှာဥရောပနဲ့ဂျပန်နိုင်ငံတွေမှာလည်းပြသနေပြီးလာမယ့်အောက်တိုဘာလ18ရက်နေ့မှာအမေရိကန်နိုင်ငံမယ်ရီလန်းမှာပါပြသတော့မှာဖြစ်တယ်လို့ရုပ်ရှင်လက်မှတ်တစ်စောင်ကိုတော့ဒေါ်လာ30သာကျတဲ့မှာဖြစ်ပြီးလက်မှတ်တွေကိုလည်းစတင်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ပါ